အဖြူရောင်တက္ကရစလန်းတွဲနဲ့အောင်မြင်စပြုနေချိန်မှာထူးကွယ်လွန်သွားရတဲ့အကြောင်းရင်းမှန် အဖြူရောင်တက်ကရစ်ဇလန်းတွဲက NRDB4 ဇလန်းတွဲတစ်ခုအနေနဲ့ရန်ကိုအောင်မြင်နေခဲ့တာဖြစ်ပါတယ်။ဒီအိတ်ထဲမှာထူးရဲ့တရုတ်ဆောင်ချက်တွေကလည်းပြိသက်တွေအကျိုင်းနဲ့ထက်တူကြခဲ့တာပါ။ထူးကိုအဆိုပါဇလန်းတွဲနဲ့သဘောကျကအားပေးဖို့အတွက်အားခေထားကြရတဲ့ပြိသက်တွေအတွက်တော့မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ရတဲ့သတင်းတစ်ခုကဆိုရှယ်မီဒီယာမှာ ပြန့်နှံ့လာခဲ့တာပါ။အဲ့ဒါကတော့ထူးဟာရုတ်တရက်ကွယ်လွန်သွားပြီဆိုတဲ့သတင်းဖြစ်ပါ။ အဲထူးကွယ်လွန်သွားပြီဆိုတဲ့သတင်းကိုစနောက်ပြီးတင်ထားကြတယ်လို့သာထင်နေကြတာပါ သူ့ကိုချစ်တဲ့ပရိသတ်တွေကသတင်းမားတွေမတင်ပါနဲ့လားဆိုပြီးတောင်ပြောဆိုနေခဲ့ကြပါသေးတယ် ခုကွယ်လွန်သွားပြီဆိုတဲ့သတင်းကစနောက်တာမဟုတ်ပဲမိသားစုဝင်တွေ ကိုယ်တိုင်အတိပေးလာတဲ့သတင်းဖြစ်တာကိုသိမှပရိသတ်တွေနဲ့အမှုပညာအတိုင်းဝိုင်းကလက်မခံခြင်းပဲလက်ခံလိုက်ရတာဖြစ်ပါတယ်ထို့ကမဆဆယ်ရည်နီမနက်ပိုင်းမှာစေးုံမှာကွယ်လွန်သွားခဲ့တာပါသူဥကောင်းကနေမိသားစုအိမ်တွေ ကိုယ်တိုင်ထူးကွယ်လွန်သွားပြီဆိုပြီးအတိပေးလာခဲ့ပါတယ်အခုလိုအညွန့်တလူလူနဲ့အောင်မြင်တော့မဲ့တသက်စာတရုတ်ဆောင်တယောက်က မတော်တဆမှုတစ်ခုကြောင့်အသက်ပါဆုံးရှုံးသွားရပါတယ်။ထူးဟာမလရှိရဲ့နေ့မှာကားအက်ဆီဒန့်တစ်ခုဖြစ်ခဲ့တာပါ။ကားအက်ဆီဒန့်ဖြစ်တဲ့အချိန်မှာထူးကဦးခေါင်းပိုင်းကိုပြင်းထန်စွာ ထိခိုက်သွားခဲ့ပါတယ်။ဦးခေါင်းပိုင်းကိုထိခိုက်သွားတဲ့အတွက်ဆေးရုံကိုအရေးပေါ်တင်လိုက်ရတာပါ။ဆေးရုံတင်ထားရတဲ့သတင်းကဆိုရှယ်မီဒီယာပေါ်မှာမပြန့်နှံ့လာခဲ့ပဲထူးနဲ့ရင်းနှီးတဲ့တရုတ်ဆောင်တချို့ကသာတိကြတာဖြစ်ပါတယ်။ထူးနဲ့တူတူမဲချိုဇလန်းတွဲမှာတရုတ်ဆောင်ခဲ့တဲ့ ဝိုင်းရွှေကြီးကတော့အထူးစေယုံတက်နေရတာကိုကြိုသိနေခဲ့တာပါအခြေအနေပြင်းထန်နေဆိုတာသိရတဲ့အတွက်ဆူတောင်းတာမျိုးလုပ်နေခဲ့ပေမဲ့လည်းဒီနေ့မှာတော့ကွယ်လွန်သွားပြီဆိုတဲ့သတင်းကြောင့်စိတ်မကောင်းဖြစ်နေခဲ့ရပါတယ်။ဦးကောင်းပိုင်းကိုပြင်းထန်စွာထိခိုက်သွားတဲ့အတွက်စေယုံမှာအရေးပေါ်ကူတာနေခဲ့ရတာပါစေယုံမှာနှစ်ရက်တာကူတာမှုခံယူခဲ့ပေမဲ့လည်းထူးကမတက်တာလာခဲ့ပဲမက်လာစေရဲ့နေ့မှာပဲကွယ်လွန်သွားခဲ့ရတာပါ အထူးကွယ်လွန်သွားတယ်ဆိုတဲ့သတင်းကြောင့်အမှုပညာအတိုင်းဝိုင်းတွေကတရုတ်ဆောင်တွေကလည်းအယံကိုမှစိတ်မကောင်းဖြစ်နေကြပါတယ်။သူကအဖြူရောင်တက်ကရစ်ဇလန်တွဲထဲမှာလူချစ်လူခင်များခဲ့သလိုမဲချိုဇလန်တွဲမှာလည်းတရုတ်ဆောင်ကောင်းတာကြောင့်လူသိများပါတယ်။မဲချိုဇလန်တွဲထဲမှာအယက်မူပြီးတောင်းကျမ်းနေတဲ့လူမိုက်တယောက်လိုတရုတ်ဆောင်ထားပေမဲ့လည်းပြိတ္တတွေကတော့မမုန်းနိုင်ပဲအားပေးနေကြတာဖြစ်ပါတယ်။ ထူးကြရိုက်ကွင်းမှာဆိုရင်လည်းပျော်ပျော်သာနေတတ်တဲ့သူတယောက်ဖြစ်တဲ့အတွက်တရုတ်ဆောင်ချင်းချင်းနဲ့လည်းအရန်ကိုတဲ့တာပါပျော်ပျော်နေကစားနောက်နေတတ်တဲ့အထူးတယောက်ကွယ်လွန်သွားတာကသူတို့အတွက်တော့ကြီးမားတဲ့ဆုံးရှုံးမှုကြီးလို့ဖြစ်ကစိတ်မကောင်းဖြစ်နေကြပါတယ် အထူးကပျော်ပျော်နေတတ်တယ်လို့တရုတ်ဆောင်တဲ့အချိန်မှာသင်ယူလို့စိတ်အပြည့်ရှိပါတယ်။တရုတ်ဆောင်တာကလည်းကောင်းတာကြောင့်အကယ်ဒမီစကားတင်စရင်းထဲမှာတော့ဝင်နေခဲ့သေးတာပါ။ယောက်ျားကောင်းအတောင်20ရုပ်ရှင်စကားကြီးမှာသူ့ကိုအမျိုးသားဆပ်ပုစုအနေနဲ့ပြိတ်သက်တော့ အေကအကယ်ဒမီတောင်မှန်းပေးခဲ့ကြသေးတာဖြစ်ပါတယ်။ဒါကြောင့်မို့ထူးလို့အရေးချင်းရှိတဲ့လူတယောက်ကွယ်လွန်သွားတဲ့အပေါ်မှာမယုံမကြည်နိုင်ဖြစ်နေကြရတာပါ။သူ့ရဲ့မိဘတွေအနေနဲ့လည်းလက်မခံနိုင်လောက်အောင်ကိုနှမျောတာသာဖြစ်နေမှာအသေးချာပါပဲလို့ကိုယ်တိုင်လည်းအခုလိုရုတ်တရက်ကွယ်လွန်သွားလိမ့်မယ်လို့ထင်ထားခဲ့မှာမဟုတ်ပါဘူး။အရေးချင်းရှိတဲ့တက်တစ္ဆတယုတ်ဆောင်ထူးကွယ်လွန်သွားရတဲ့အပေါ်မှာ